ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်နောက်ကဘတ်တော်အားဖြင့်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်35ခုမြောက်သောစာလံအပိုင်းငယ်29အကျွန်ုပ်ဤဟုတ်မှန်ခြင်းပတ်၌နေသောသူတို့သည်ရှင်လန်းစွာတခြင်းဆို၍ဝမ်းမြောက်ကြပါစေသောမိမိကြုံ၌ချမ်းသာတိုးပွားခြင်းအကြောင်းကိုနှစ်သက်တော်မူသောထာဝရဘုရားသည်ဘုံကြီးတော်မူစေတည်းဟု သူတို့သည် အစဉ်မပြတ်မွတ်ဆိုကြပါစေသော။ ကျွန်တော်ဒီနှုတ်ကပတ်တော်မှာအပါကိုတွေ့ရလဲဆိုရင်တော့မိမိကျွန်၌ချမ်းသာတူပွားခြင်းအကြောင်းကိုနှစ်သက်တော်မူသော ထာဝရဖရာဖရာသခင်ကသူ့ရဲ့သားသမီးတွေချမ်းသာတူပွားဖို့ရန်အတွက်အလိုရှိပါတယ်အဲ့ဒါကိုနှစ်သက်တဲ့ဖရာဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ကဖရာသခင်ကကျွန်တော်တို့ကိုချမ်းသာတူပွားဖို့အလိုရှိတယ်နှစ်သက်တယ်လို့ခံယူပြီးတဲ့အခါမှာ ယုံကြည်သူဖျားသားသူမှန်ရင်ဒီလောကမှာချမ်းသာရမယ်တိုးပွားရမယ်အောင်မြင်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ကခံယူတတ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုဒီလောကထဲမှာလိုအပ်တဲ့ရာတွေကိုပေးมาဖြစ်ပါတယ်။ပေးဖို့လည်းဂတိတော်ရှိပြီးသားဖြစ်ပါတယ်။စာငတ်တကောင်အောင်ငတ်မထားတဲ့ဘုရားတောင်းနေမန်းတွေကိုအဝတ်နဲ့ဖုံးလွှမ်းတဲ့ဘုရားကကျွန်တော်တို့မတောင်းမီကပင်ကျွန်တော်လိုအပ်တဲ့ရာတွေကိုသိပြီးတော့ကျွန်တော်တို့ကိုမဆာမယ်ဖရာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ အဲ့ဒီလောကတည်င်ကတဘဝစာကောင်းစားရေးအတွက်ကိုပဲရှေးရှုအသက်ရှင်ခဲ့မယ်ဆိုရင်တော့ဖရာရဲ့တမန်တရားလမ်းနဲ့လွဲပြီဖရာရဲ့တမန်တရားကအမြဲတမ်းထာဝရကိုပဲညွန်ပြနေပါတယ်ထာဝရကိုပဲဆွဲလန်းစေပါတယ်ဒီနှုတ်ကပတ်တော်ကိုဖတ်ကြည့်တဲ့အခါမှာဖရာသခင်ကမိမိကြုံနိုင်ချမ်းသာတိုးပွားခြင်းအကြောင်းကိုနှစ်သက်တော်မူသောထာဝရဖရာဖြစ်တယ်လို့ဖော်ပြပါတယ်တကယ်လည်းဖရာသခင်ကယုံကြည်သူဖရာသားသမီးတွေကိုကောင်းကြီးပေးတယ်ဖရာရှင်ဖြစ်ပါတယ် တို့ရတွင်တခါတည်းမှာဖခင်ကသေမင်းရိတ်လွှမ်းမှုတဲ့ဂျိုင်ဝမ်းကိုလည်းခေါ်သွားတယ်ဆိုတော့ကိုမမေ့ဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့တိုးရင်းကြီးအတူရှိခြင်းကိုတိုးကတတိထားမိခြင်းမှာထားမိပါလိမ့်မယ်။ဒါပေမဲ့သေမင်းရိတ်လွှမ်းမှုတဲ့ဂျိုင်ဝမ်းထဲကိုရောက်တဲ့ခါမှာတော့တိုးရင်းရဲ့အတူရှိခြင်းတိုးရင်းရဲ့မဆာခြင်းတိုးရင်းရဲ့ကြွယ်ကခြင်းကိုတော့တတိပြုမိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ခတ်သိန်းသောအရာတို့ကကျွန်တော်တို့ယုံကြည်သူတွေရဲ့အကျိုးအတွက်တညီတညွတ်ထဲပြုစုလျက်ရှိပါတယ်။ ဒါကြောင့်ဖရာသခင်ကတင့်ကိုစိန်လန်းသောကျဆာရဲ့တာသောမျက်နှာရဲ့ချမ်းသာတိုးပွားခြင်းကိုနှစ်သက်ပြီးတော့တင့်ကိုအဲ့ဒီကောင်းတဲ့အခြေအနေတွေကိုလည်းခေါ်ဆောင်သွားမယ်ဖရာဖြစ်ပါတယ်။ဒါပေမဲ့မမေ့ဖို့ရန်အတွက်ကပေမင်းရိတ်လွှမ်းမှုတဲ့ဂျိုင်ဝန်းတဲ့ကိုလည်းတစ်ခါတည်းမှာသိုးရင်ကြီးကခေါ်ဆောင်သွားတတ်ပါတယ်။ဒါကကျွန်တော်တို့ရဲ့ဝิญဉေရေးရာအကျိုးအတွက်ဖြစ်ပါတယ်။သာဝရကာလဖရာသခင်ကျွန်တော်တို့နဲ့အတူရှိခြင်းကိုကျွန်တော်တို့ကကြည်နှက်ပြီးတော့ဖရာရဲ့အတူရှိခြင်းမှာ ဝမ်းမြောက်ပြီးတော့အသက်ရှင်တတ်ဖို့ရန်အတွက်ဖခင်ကကောင်းတဲ့အခြေအနေကိုစိုးတဲ့အခြေအနေကိုအခြေအနေတိုင်းနဲ့ကျွန်တော်တို့ကိုသင်ပေးနေခြင်းဖြစ်ပါတယ်။ဒီမှာကျမ်းစာထဲမှာဖခင်ကကောင်းကြီးပေးတဲ့သူတွေစီးစိမ်ချမ်းသာခြင်းတွေပေးတဲ့သူတွေအများကြီးရှိပါတယ်။ဥပမာအနေနဲ့အာဗြဟံဘလောက်ထိတောင်ကောင်းကြီးရလဲဆိုတော့သူ့တူလောတာနဲ့နေရာတော်မဆန့်လောက်အောင်ဖခင်သခင်ကသိုးတွေနွားတွေကိုကျွယ်ဝချမ်းသာစေတဲ့ဖခင်ဖြစ်ပါတယ်။တို့ရတွင်ဟေဘေခန်းကြီး7ကိုဖတ်ကြည့်တဲ့အခါမှာ အာဗြဟံကအဲ့ဒီဖျားသခင်ပေးတဲ့စီးစိမ်ချမ်းသာတွေပေါ်မှာအမိပြုတ်ပြီးတော့အဲ့ဒါတွေကိုဆွဲလန်းပြီးတော့အသက်မရှင်ဘူးဖျားသခင်တီထောင်ပြုစုတဲ့ကောင်းခင်ရွှေပြည်ကိုပဲဆွဲလန်းပြီးတော့အသက်ရှင်ခဲ့တယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာဖော်ပြပါတယ်ဒါကြောင့်မို့ဖျားသခင်ကမိမိကြုံမှာချမ်းသာတိုးပွားခြင်းကိုနှစ်သက်တဲ့ဖျားဖြစ်ပါတယ်အာဗြဟံကိုတိုးပွားအောင်ကြွယ်ဝအောင်ဖျားကောင်းကြီးပေးပါတယ်ဒါပေမဲ့အာဗြဟံဘက်က အဲဒီလောကအရာတွေကိုဆွဲလန်းပြီးတော့တင်ကတဘောကောင်းစားရေးအတွက်ပဲသူ့ရဲ့အသက်တာကိုအသက်မရှင်ခဲ့ပါဘူး။သူ့ရဲ့အသက်ရှင်ခြင်းကထာဝရနဲ့ဆိုင်တယ်ဆိုတာကို तू သိတဲ့အခါမှာဖယားသခင်တီထောင်ပြုစုတဲ့ကောင်းငင်ရွှေပြည်ကိုဆွဲလန်းပြီးတော့အသက်ရှင်ခဲ့ပါတယ်။ယောသက်ကိုလည်းဖယားသခင်ချီးမြှောက်ပါတယ်။သူများပိုင်တဲ့အတိုင်းပြည်မှာအေဂုတုပြည်မှာဘုရင်ကဖြစ်ခွင့်ရပါတယ်။ဖယားသခင်ကဒီလောကမှာနေတဲ့အခါမှာကျွန်တော်တို့ကိုချီးမြှောက်မှာဖြစ်တယ်။ကျွန်တော်တို့ကိုကောင်းကြီးပေးမဲ့ဖယားဖြစ်ပါတယ်။ ။သို့ရတွင်အဲဒီအောင်မြင်ခြင်းတွေကိုဆွဲလန်းပြီးတော့တည်ငါအောင်မြင်မှုတွေကိုဆွဲလန်းပြီးအသက်ရှင်ဖို့ဖျားလို့တော့မရှိပါဘူး။ယောသရဲ့အသက်တာကိုကြည့်ရင်သူတို့ဘာတိုင်းပြည်မှာဘယင်ခံဖြစ်တော်냐လဲအဲဒီဘယင်ခံဖြစ်ခြင်းအောင်မြင်ခြင်းအာနာယာရုတွေကိုဆွဲလန်းပြီးတော့တာယာပြီးတော့အသက်ရှင်တော်သူမဟုတ်ပါဘူးသူသေဆုံးကံဒီမှာဣဒရီလာလူမျိုးတွေကိုသူပါမှလဲဆိုရင်တော့ငါရဲ့အယိုးတွေကိုမင်းတို့အေဂုတုပြည်ကနေထွက်တဲ့အချိန်မှာတည်သွားပါငါအယိုးတွေကိုဒီမှာမထားခဲ့ပါနဲ့ အဲကုတုကိုဘလောက်ထိမဆွဲလမ်းဘူးလဲဆိုရင်အယိုးတောင်မထားခဲ့နဲ့ဆိုပြီးတော့သူ့အယိုးတောင်အဲကုတုမှာမကြံခဲ့စေခြင်းဘူးဆိုတော့ကိုတမချန်းစာမှာတွေ့ရပါတယ်။ဒါပေမဲ့ဖျားသခင်ပေးတဲ့ Loki စီစဉ်ချမ်းသာအောင်မြင်မှုတွေကြော်ကြားမှုတွေကိုဆွဲလမ်းတက်မှတ်သွားတယ်။ရှောလမုန်ဆိုတဲ့ပုဂ္ဂိုလ်ကတော့အဲဒီစီစဉ်ကပဲသူ့ကိုပြန်လှည့်စားပြီးတော့အဲဒီအထက်ထဲမှာဖျားနဲ့ဝေးကွာသွားတယ် လောကကိုချစ်တဲ့အခါမှာဖះကိုချစ်ခြင်းမြတ်တာယော့သွားတယ်။သူဖခင်ဒါဝိဒ်ကဲ့သို့စုံလင်သောစိတ်နှလုံးမရှိတော့ဘူးလို့တမန်ကျမ်းစာထဲမှာရှောလမုန်ကိုဖះကအပြစ်တင်ခဲ့ပါတယ်။ဒါကြောင့်မချစ်သောစီတိုင်းဖះသခင်ကသင်ကိုတိုးပွားစီမဲ့ဖះဖြစ်တယ်။သင်ကိုကောင်းကြီးပေးမဲ့ဖះဖြစ်တယ်။သင်ကိုချီးမြှောက်မဲ့ဖះဖြစ်ပါတယ်။တခါတရံမှာလည်းသင်ကိုသေမင်းကြီးလွှမ်းမိုးတဲ့ခြံဝန်းထဲကိုဖျက်ရှောက်သွားစီဖို့ခေါ်ဆောင်သွားမဲ့ဖះဖြစ်ပါတယ်။အချိန်ဤတိုင်းကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအကျိုးအတွက်ဖြစ်ပါတယ်။ ဒါကြောင့်မို့သင်ကအဲ့ဒီကြွယ်ဝခြင်းတွေအောင်မြင်ခြင်းတွေစီးစိမ်တွေကိုမတရားဖို့အဲ့ဒီပုံမှာမဆွဲလန်းဖို့ဖျားကိုပဲဆွဲလန်းဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ကခွန်အားပေးလေဖော်ပြလေရှိပါတယ်။ဒါကြောင့်မို့တိမောသေဩဝါဒစာပထမဆုံးခန်းကြီး2အပိုင်ငယ်၄မှာလူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တရားကို သိစေခြင်းကဖျားသခင်အလိုတော်ရှိ၏လို့ဖော်ပြပါတယ်။ဖျားသခင်အလိုတော်ရှိတဲ့ຢာကဘယ်လူပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ် လူအပေါင်းတို့သည်အပင်ငယ်မသွားဘဲနဲ့ကေတင်ချင်းကိုရောက်ဖို့ဒုတိယချက်ကတော့တမာတရားကိုသိဖို့ဖျားလို့တော့ရှိပါတယ်။တမာတရားကိုသိခြင်းကတကယ်ဖျားလို့တော့ပဲ။ဒါကြောင့်မို့ယုံကြည်သူဖျားသားသမီးတယောက်ရဲ့အသက်တာထဲမှာတမာတရားတည်းဟူသောယေရှုခရစ်တော်ဖျားကိုနေ့စဉ်တာ၍တာ၍သိကျွမ်းပြီးတော့အဲဒီယေရှုခရစ်တော်ဖျားကိုချစ်ပြီးတော့ဒီလောကကြီးထဲမှာထိုဖျားအတွက်ထိုဖျားရဲ့ဘုန်းလင်းထင်ရှားဖို့အတွက်အသက်ရှင်ဖို့ဖျားကအလိုရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့ယုံကြည်သူဖျားသားသမီးတယောက်အတွက် ဘုရားသခင်ရဲ့အလိုတော်ကဒီလောကထဲမှာချမ်းသာဖို့ဒီလောကထဲမှာအောင်မြင်ဖို့ဒီလောကထဲမှာကြော်ကြားဖို့အတွက်မဟုတ်ပါဘူး။ယုံကြည်သူဘုရားသားသမီးတယောက်ကိုဆင်းရဲဖို့ယုံကြည်သူဘုရားသားသမီးတယောက်ကိုယောဂါတွေနဲ့ဖြစ်ဖို့လေဘုရားအလိုတော်မဟုတ်ပါဘူး။ဘုရားရဲ့အလိုတော်ကတမန်တရားကို သိဖို့တမန်တရားဒီဟူသောယေရှုခရစ်တော်ဘုရားကိုသိပြီးတော့အဲဒီယေရှုခရစ်တော်ဘုရားရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့ကဘုရားရဲ့အလိုပဲဖြစ်ပါတယ်။ဒါကြောင့်မို့ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1အပိုင်းငယ်16ကနေ19မှာ လောက၌ရှိသမျှသောအရာတည်းဟုသောကိုယ်ကာယတတ်မှတ်ခြင်းမျက်စိတတ်မှတ်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမည်းတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏လောကနှင့်လောကီတတ်မှတ်ခြင်းသည်၍သွား꿰ပြောက်တတ်၏ဖျားသခင်ဤအလိုတော်နှင့်အညီကျင့်တော်သူမူကားနေဆာထာဝရတည်။ဒါကြောင့်မို့ယုံကြည်သူဖျားသားသမီးတယောက်အတွက်ဖျားရဲ့အလိုတော်ကဘာလဲလို့မေးရင်ယေရှုခရစ်တော်ဖျားကိုယုံကြည်ပြီးတော့တမန်တော်တရားတည်းဟူသောယေရှုခရစ်တော်ဖျားကိုတည်ကျွမ်းပြီးတော့ နေ့စဉ်တက်တာထဲမှာထိုဖရာရဲ့အလိုတော်နဲ့ညီအသက်ရှင်ဖို့ဖြစ်ပါတယ်ဖရာရဲ့အလိုတော်နဲ့ညီအသက်ရှင်ခြင်းအပြင်ဖရာရဲ့ဘုံအလင်းကိုဒီလောကခဏတာမှာထင်ရှားသောယုံကြည်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖရာရှင်ကောင်းကြီးပေးပါစေ